ဟိုအားလုံးပဲမြင်လာပါ Chef Computer Training Center ရဲ့အခမဲ့၄ဘက်တာတင် जा ခွင့်ရရှိမယ် Business Computer Free Class အကြောင်းကို DBU ထဲမှာအသေးစိတ်ရှင်းပြထားပေးရပဲဖြစ်ပါတယ် Business Computer Free Class ကိုဘယ်သူတွေတက်ရောက်လို့ရမလဲ ကွန်ပျူတာကိုအခုမှအခြေခံကနေစတင်နေလာခြင်းတဲ့သူတွေကွန်ပျူတာကိုစနစ်တကျနဲ့ယုံကြည်မှုရှိရှိကံရွယ်တက်ခြင်းတဲ့သူတွေစာရိုက်နေသူတွေနဲ့ကိုယ့်ရဲ့ typing speed ကိုမြင့်တင်ခြင်းတဲ့သူတွေလုပ်ငန်းဝင်မှုအတွက်ကွန်ပျူတာကိုအခြေခံအဆင့်တည်ထားဖို့လိုအပ်သူတွေ grade တွဲအောင်မြင်ထားတဲ့ကျောင်းသားကျောင်းသူတွေနဲ့ယခုလက်ရှိမှာတက်သူတက်ရောက်နေတဲ့ကျောင်းသားကျောင်းသူတွေနိုင်ငံထွက်ဖို့ပြင်ဆင်နေတဲ့သူနဲ့ယခုလက်ရှိမှာနိုင်ငံခြားကိုရောက်ရှိနေတဲ့သူတွေအခုလိုနေပညာရေးတိုးတက်နေတဲ့ခေတ်ကြီးမှာ အိမ်ကနေပြီးတော့ကွန်ပျူတာတစ်လုံးနဲ့ work from home လုပ်ချင်တဲ့သူတွေအနေနဲ့ကွန်ပျူတာကိုအခြေခံကိုကြိုးကြိုးကျဉ်ကျဉ်တည်ထားချင်တဲ့သူတွေအားလုံးတက်ရောက်လို့ရတာပဲဖြစ်ပါတယ်။ဒီတန်းမှာဘာတွေလေ့လာသင်ကြားရမလဲ။ကွန်ပျူတာကိုအခြေခံကနေပြီးတော့စနစ်တကျနဲ့အဖွင့်အပိတ်ပြုလုပ်ချင်းကွန်ပျူတာထဲမှာ file နဲ့ folder တွေကိုစနစ်တကျတည်ဆောက်ချင်းတင်ဆက်ချင်းမြန်မာတိုက်ပြီးအင်္ဂလိပ်တိုက်ပြီးကိုစနစ်တကျနဲ့၄ချင်းတင်ကြားခြင်းတဲ့သူတွေ ိုင်နေဖိုဒါတွေကိုစနစ်တကျကူးယူခြင်းနဲ့တိထားရမယ်ဘုဒ္ဓတများစွာရဲ့တည်ထားရမယ်တင်ငန်းစာကောင်းစင်ပေါင်း20ကျော်ကိုဒီတင်ငန်းစာထဲမှာလေ့လာတင်ကြားရမှာပဲဖြစ်ပါတယ်။ဒီတန်းကိုဘယ်လိုပုံစံနဲ့တင်ကြားပေးမှာလဲ။ Zoom meeting ကိုအသုံးပြုပြီးတော့ online ကနေဆရာမနဲ့ဒါရိုက်လေ့လာတင်ကြားရမှာပဲဖြစ်ပါတယ်။ Telegram group ဖွဲ့ထားပြီးတော့တင်ငန်းစာနဲ့ပတ်သက်ပြီးတော့နားမလည်တာရှိတဲ့အခါမှာလည်းအချိန်မရွေးပြန်မြင်လို့ရပါတယ်။ တင်တဲ့တရားသူတွေအားလုံးအတွက်ကတော့သင်ခန်းစာတွေကိုစုစည်းထားတဲ့ digital ebook pdf file တွေကိုလက်ဆောင်ရရှိမှာဖြစ်ပါတယ်။ basic computer free class ကိုတက်ဖို့ဘာတွေလိုအပ်လဲ။ကိုယ်ပိုင်ကွန်ပျူတာတစ်လုံးရှိထားဖို့လိုအပ်ပါတယ် desktop ဒါမှမဟုတ်လို့ရှိရင် laptop တစ်လုံးရှိထားဖို့လိုအပ်ပြီးတော့ internet line ကောင်းဖို့လိုအပ်ပါတယ်ကွန်ပျူတာထဲမှာ zoom meeting application ကို download လုပ်ထားရမှာဖြစ်ပြီးတော့ zoom meeting အသုံးပြုပုံကိုအနည်းငယ်သိထားဖို့လိုအပ်ပါတယ် ဒါအပြင်တင်နှန်းချိန်အတွက်အရေးကြီးဆုံးကတော့တင် जा တင်ယူခြင်းစိတ်အပြည့်အဝရှိဖို့လိုအပ်ပါတယ်။ဒီအတန်းလေးကိုတက်ရောက်ထားတဲ့သူတွေအနေနဲ့ certificate ထုတ်ယူခြင်းတဲ့သူတွေဆိုရင်တော့အတန်းကို80ရာခိုင်နှုန်းပြီးမြောက်အောင်တက်ထားရမှာပဲဖြစ်ပါတယ်။အတန်းနောက်ဆုံးနေ့မှာဆိုရင်တော့ tax အသေးလေးတစ်ခုကိုစစ်ဆေးမှာဖြစ်ပြီးတော့ certificate ထုတ်ယူခြင်းတဲ့သူတွေအတွက် fees တစ်တောင်းချက်ပေးသွင်းပြီးတော့ digital certificate ထုတ်ယူလို့ရရမှာဖြစ်ပါတယ်။ အတန်းကိုစရင်ပေးသွင်းမှုအတွက်ဆိုရင်တော့ November 1ရက်နေ့မြန်မာစံတော်ချိန်ည7:00နာရီအထိစရင်ပေးသွင်းနိုင်မှာပဲဖြစ်ပြီးတော့အတန်းတရားခွင့်ရရှိတဲ့သူတွေကိုတော့ November 2ရက်နေ့မြန်မာစံတော်ချိန်ည7:00နာရီနောက်ဆုံးထားပြီးတော့ email ကနေဆက်သွယ်ပေးထားမှာဖြစ်ပါတယ်။ဒါကြောင့်ပုံဖွင့်တဲ့အချိန်ကြာလို့ရှိရင် email ကိုစစ်ဆေးပေးဖို့လည်းမမေ့ပါနဲ့။တင်နေစတင်မဲ့ရက်ကတော့ November 3ရက်အပတ်စဉ်တနင်္လာအင်္ဂါနှစ်ရက်တိတိကို ည9နာရီကနေပြီးတော့10နာရီခွဲထိမြန်မာစံတော်ချိန်မှာလေ့ကျင့်တင် जा ရမှာပဲဖြစ်ပါတယ်။တင် जा မှုပုံစံကတော့ Zoom meeting ကိုအသုံးပြုပြီးတော့ online ကနေလေ့လာတင် जा ရမှာပဲဖြစ်ပါတယ်။တင်နန်းကာလကတော့၄ဘက်ဖြစ်ပြီးတော့တင်နန်းပြီးဆုံးမဲ့ရက်ကတော့ November 25ရက်နေ့အင်္ဂါနေ့ဖြစ်ပါတယ်။ ဒါဆိုလို့ရှိရင်တော့ဒီအတန်းလေးနဲ့ပတ်သက်ပြီးတော့အသေးစိတ်ကိုသိရှိသွားမယ်လို့မျှော်လင့်ပါတယ်။ဒါကြောင့်အခုပဲ register လုပ်ထားပြီးလို့မမေ့ပါနဲ့။အာ comment နဲ့ description မှာအတန်းနဲ့ပတ်သက်တဲ့အတန်းအနံပေါ်အတွက် link လေးကိုလည်းချပေးထားတာဖြစ်တဲ့အတွက်အတန်းချိန်မှာ energy ပြီးနေတွေ့ကြပါမယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Bye bye ပါ။